ဇာသပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာရပိုင်ခွင့်နေပြန်လည်တောင်းဆိုရရှိနိုင်တယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးတယ်ငွေကြေးကန္တာလုပ်ငန်းကန္တာဘဝကန္တာတွေမှာထူးခြားစွာကောင်းခြင်းတိုးတက်ခြင်းနဲ့အလိုပြည့်စုံခြင်းနဲ့နှစ်သာတော်ကြုံမယ်ချက်ချင်းဆုံးဖြတ်ပြီး ရှေ့တိုးလုတ်ကင်ခြင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရမယ်လူမျိုးပွဲလူမျိုးကြားကျိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးမယ်15ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခကြုံမယ်ပြီးမှအလိုပြည့်စုံမယ်အဲ့ဒီမှာမတော်တဆထိကမှန်တဲ့ကျူးဆက်ရမယ်အဓိကအနောက်ရက်ကိုတည်သွားစဉ်နေဖြစ်တတ်တဲ့နေကင်းတနိုင်ခွဲနဲ့ညနေ3နာရီတွင်သွားတော့ကျူးဆက်ရမယ် 16ရက်နေ့မှာတော့ရာရာဆင်ပြေတဲ့ကံနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်တယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။16ရက်နေ့မှာ ရှင်ပြိုင်မှုမှမများအောင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံမြတ်ခြင်းတွေကိုကြုံမယ်။19ရက်နေ့မှာအတိုက်ခံအလုံးကိုကြော်ပြီးမှလိုရာပြည့်စုံမယ်။အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပမ့်မယ်။20ရက်နေ့မှာရည်မှန်းချက်သစ်တွေအောင်မြင်မယ်။ပိတ်နေတဲ့လမ်းကြောင်းကိုပြန်ပွင့်မယ်။အရဝေးနဲ့ဆက်ဆက်တဲ့ကြိုးပမ့်မှု ကံကောင်းခြင်းကိုကြုံမယ်21ရက်နေ့မှာငွေကြေးလက်လာပါဥစ္စာဒနာနဲ့ပတ်သက်တဲ့ကံကောင်းခြင်းဘဝတိုးတက်ခြင်းတွေရှိမယ်မတော်တဆညကြီးဆက်ရမယ်တောင်ရကုန်တည်သွားစရာညရှိတတ်တယ်နေခင်72နိုင်တဲ့တနိုင်ခွဲအတွင်းအသွာလာနေတိုင်းအထူးပြုကြီးဆက်ရမယ်ဒီကံလအတွင်းမှာအပြာရောင်မီးခွရောင် နို့နှစ်ယောင်တို့ကို အကျိုးပေးတဲ့ယောင်နေဖြစ်သွန်ဆွဲနိုင်တယ်၃ခုကိုကနန်းနေအကျိုးပေးတယ်ဇာတပတိနေပုံထူးနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြံနေမွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေရှိတတ်တယ်အလုံစည်းပွားတွေလုပ်တဲ့ခံတဲ့အခါမှာအောင်မြင်စေရန်တို့ကရွှေရောင်တွေချိတ်နဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ အိတ်ထဲထဲဆောင်ပြီးလုံလုံပါအောင်မြင်ခြင်းနေကြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်